အားလုံးပဲမင်္ဂလာပါရှင်။ဆီယမ်မမိုဟော်စီရေးသားထားသော Love, Light and Power မြစ်တာအလင်းနဲ့စွမ်းအားဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ ပါဝါကို အနိုင်တိုက်ခဲ့သူအဖိုးလေးပြောပြခဲ့မှုတဲ့အဖြစ်အပျက်လေးတစ်ခုကို အမှတ်ရနိုင်မိပါတယ်။သူကအိမ်တော်ကြကားစခန့်ငယ်ငယ်ဆရာဝန်ဘဝနဲ့နယ်လေးတစ်ခုမှာတာဝန်ကြတယ်။အဲ့ဒီဒေသကလူတွေဟာမော်အတက်ဆုံးအတက်ပြူစားခြင်းအတက်တွေအတော်တကျွမ်းတယ်လို့ဆိုပါတယ်။တစုံတယောက်ကိုပြက်စီးစေခြင်းနဲ့ကိုယ့်ဘက်ကိုပါလာအောင်ဆွဲဆောင်ခြင်းနဲ့ဆိုရင်အစားအစာတွေနဲ့ဆေးထည့်ပြီးပြူစားတာတွေအိမ်ပတ်ဝန်းကျင်မှာအင်းချတာမျိုးတွေအဆုံလုပ်တတ်ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနေရာကိုတာဝန်ကျတယ်ဆိုတော့သူ့ကိုလည်းအကြောင်းသိထားပြီးသားသူတွေကတတိနဲ့နေဖို့ပြဿနာမဖြစ်အောင်ထိတ်တိုက်မတွေ့မီအောင်နေဖို့တတိပေးကြတာတွေလည်းရှိပါတယ်။သူကတော့ကံကံရဲ့အကျိုးကိုပဲယုံကြည်တယ်ဆိုပြီးတနေ့တနေ့မြတ်တာတုတ်ကိုအခောက်ပေါင်းများစွာရွတ်တာပဲတဲ့။ဆရာဝန်မလို့ဒီနေရာကိုရောက်နေတဲ့သူ့ရဲ့ရည်ရွယ်ချက်ကလူနာကိုကုသပေးဖို့ဆိုတာတခုတည်းပါပဲလို့အမြဲတမ်းသစ္စာဆိုပါတယ်။မြတ်တာတရားနဲ့သစ္စာတရားကိုသာယုံကြည်ပြီးနေခဲ့ပါတယ်။ တခါကျတော့ဖြူဖြူချောချောကိုလုံးကိုပေါလှလှနဲ့အမျိုးသမီးတယောက်ကသူ့ဆေးကန်းကိုလာပြီးချစ်ပါတယ်ကြိုက်ပါတယ်လို့ဖွင့်ဟလာပါတယ်။သူကသူ့မှာအိမ်တော်နဲ့သားသမီးတွေရှိတယ်ရန်ကုန်မှာကြံခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီခါမှာအမျိုးသမီးကဆရာအိမ်တော်နဲ့သားသမီးကတနေရာမှာကြံခဲ့တာပဲ။ဒီနေရာမှာရှိနေတာမှမဟုတ်တာဆိုပြီးစတယ်လို့နောက်တယ်လို့နဲ့ဆရာကိုကျမလူချင်းယူလို့ရပါတယ်လို့ဆိုလာပါတယ်။သူကနည်းနည်းတော့ကြောက်သွားပေမဲ့ ဟန်ကိုဖို့ဆိုတာလို့လုပ်နေခဲ့ပါတယ်တဲ့ဒါရီသူမယုံဘူးပေါ့စသဖြင့်နောက်တလို့စတယ်လို့ပြောကြရင်အမျိုးသမီးကသူ့မှာပါလာတဲ့လက်ကင်ဘွားလေးနဲ့လက်ကိုအုပ်လိုက်ရမလားလို့ဆိုတဲ့အခါအုပ်လိုက်လို့ပြောပြီးခွင့်ပြုလိုက်ပါတယ်အဲ့ဒီလက်ကင်ဘွားမှာအင်းခွက်တွေဆွဲထားတာကိုတွေ့ရပါတယ်တဲ့ဘာဖြစ်လာသလဲဆိုရင်ဘာမှဖြစ်မလာပါဘူးတဲ့ဘလို့မှလည်းမခံစားရပဲအမျိုးသမီးလည်းနောက်ပိုင်းပေါ်မလာတော့ပါဘူးတဲ့တကယ်တော့စွမ်းအင်တွေဖုံးရှင်ကန်ရှင်တွေ ကိုယောင်ကိုပါရယ်ဘို့လို့ပြောရရင် energy vibration frequency တွေဟာလူတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူးတချို့လူတွေရဲ့ဖုံးကန်တွေ energy တွေဟာအင်မတန်မြင့်မားနေကြတာမျိုးရှိပါတယ်အဲ့လိုလူမျိုးကိုဘလို့အနောက်အရှက်အတိုက်အခိုက်ကမှပြိုလဲသွားအောင်မလုပ်နိုင်တာမျိုးတွေရှိပါတယ်လူတစ်ယောက်ဟာကိုယ်စီကိုမကောင်းတဲ့ရည်ရွယ်ချက် intention တစ်ခုနဲ့ရောက်လာပြီးဆိုရင် သူက အလိုလိုနေရင်အမောင်ဘက်မှာရောက်နေတာမျိုးဖြစ်နိုင်ပါတယ်သူ့ဆွဲအင်အရာ အမောင်ဘက်မှာအစွမ်းထက်နိုင်ပေမဲ့အလင်းဘက်မှာထွန်လင်းတောက်ပဖို့မဖြစ်နိုင်တော့ပါဘူး evil power လို့ပြောရမယ်ကိုရှင်ပြန်တိုက်ခိုက်ရမယ့်သူဟာအလင်းထဲမှာရောက်နေတယ်အမှန်ဘက်မှာနေတဲ့သူဖြစ်တယ် energy ray frequency ray အရန် high ဖြစ်နေတယ်ဆိုရင် သူ့ကိုအလဲထိုးခြေဖြတ်နိုင်ဖို့ဆိုတာအင်မတန်ခက်ခဲပါလိမ့်မယ်လူတစ်ယောက်ရဲ့တီလတမာတိပညာရဲ့ရင်းထဲမှာရှိတဲ့မြင့်တာတရားသူ့ရဲ့မှန်ကန်တဲ့သစ္စာတရားဒါတွေဟာ ကိုပိုင်အလင်းတက်တွေဖြစ်ကြပါတယ်။အဲ့ဒီနေရာမှာသူဟာအောက်ကူသူတွေနဲ့ပျော်မွေ့နေတဲ့လူတစ်ယောက်သာဆိုရင်ဒီလိုပြူစားချက်တွေကြားမှာလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်လို့ဖြစ်ချင်တယ်လို့လည်းဖြစ်သွားနိုင်ပါတယ်။ကုသူနဲ့အောက်ကူသူကိုခွဲခြားသိရဲဆိုတာရိုးရှင်းတဲ့ဘဝနေနည်းပဲဖြစ်ပါတယ်။အောက်ကူသူတွေကိုရှောင်ရှားနိုင်တယ်လို့ကုသူတရားတွေကိုလည်းဖြည့်ဆည်းနိုင်ပါတယ်။ဖုံးရှင်ကန်ရှင်တွေတနည်းအားဖြင့်ပါဝါတွေကိုမြင့်ယူလို့လည်းရပါတယ်။ကောင်းတာတွေများများလုပ်ယုံပါပဲ။တချို့တွေကပြောကြတယ် သူတော်ကောင်းတွေကရှုံးပြင်းရရှုံးနေကြတာပဲတဲ့သူတော်ကောင်းဆိုတာဘယ်တော့မှမရှုံးပါဘူးရှုံးလေခဏပါပဲမသူတော်ကတခါနိုင်စားခွင့်ရလိုက်တဲ့အတွက်နိုင်နေဆိုပေမဲ့တဘဝစာတခါစာလောက်ပဲဖြစ်ချင်းဖြစ်မယ်ဘဝအဆက်ဆက်မှာတော့ရှုံးပြင်းရရှုံးနေမှာပါပဲတဲ့ energy တွေကို shift လုပ်ပါငငယ်တော့ကဘေးရင်တခါသွားမီတော့အဲ့ဒီဆရာကငွေနဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့အစီအရင်လေးတစ်ခုကိုမှတ်မိနေပါတယ် ငွေသုံးရတော့မယ်ငွေထွက်တော့မယ်ဆိုရင်ငွေကို အလေးအနက်ထားပြီးစကားပြောပါတဲ့ငါအိမ်ကိုငါစီကိုပြန်လာပါတကားဖွင့်ပေးထားတယ်မင်းကိုသဲဤချစ်တာငါကိုလည်းပြန်ချစ်ပါမင်းကိုရအောင်ပြန်ခေါ်မယ်အဆရှိသဖြင့်တမီးကြီးစားလင်မယားရီခွဲခွာကနီးအလွမ်းတဲ့တယ်လို့ကိုစကားပြောရမယ်ဆိုပါတယ်ဒါကတော့လောကီဆိုင်ရာအစီအရင်တွေက တခုဖြစ်ပါလိမ့်မယ်ဒါပေမဲ့စာရီလိုက်ဖယင်းအခုချိန်မှာဒီအကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားစရာတစ်ခု ပေါ်လာလို့ပါ။သူပြောတဲ့စီရင်ကငွေကို ပြန်ပြီးဆွဲဆောင်ခေါ်ယူတဲ့သဘောပါပဲ။ Law of Attraction စွဲငင်ခြင်းညမကိုအတုံးချတဲ့သဘောပါပဲလို့သဘောပေါက်မိပါတယ်။အင်္ဂလိပ်လို့ဆိုရင်ကိုလိုချင်တဲ့အရာတွေကိုကို့ဘဝထဲရောက်လာအောင် manifestation လုပ်တယ်လို့သုံးရမယ်ထင်ပါတယ်။အခုချိန်မှာစိတ်ဆွဲရင်နဲ့ပတ်သက်တဲ့စာအုပ်ရေးနေတာမို့စိတ်ဝိညာဉ်နဲ့ဆွဲရင်ဆိုင်ရာအကြောင်းအရာတွေအတော်များများလေ့လာနေပြီးတော့ကိုလိုချင်တာတွေကို ကိုယ့်ဘဝထဲရောက်အောင်ဆွဲခေါ်နိုင်တယ်ဆိုတဲ့အကြောင်းကိုကိုယ်တိုင်အင်မတန်ယုတ်တိဗေဒကြကြနားလည်လက်ခံနိုင်ဖို့ကြိုးစားနေမိပါတယ်။ကိုလိုချင်တဲ့အရာတွေကိုလာပါထွက်မသွားပါနဲ့လို့ပြောဆိုဆွဲခေါ်လိုက်တာနဲ့အဲ့ဒီအရာတွေကိုယ့်ဘဝထဲရောက်လာမှာလားအဲ့လိုပြောရုံနဲ့ရမလားရမယ်ဆိုရင်ကျွန်မလည်းပြောပါမယ်။ပတ်စံတွေအများကြီးရလာပါစေနေကောင်းပါရစေလူသားရတဲ့ပြင်ကြီးရှေ့မှာပေါက်လာပါစေစသဖြင့်ဆူတောင်းမိမှာပါပဲတကယ်တော့ကျမတို့ကိုယ်တိုင်ကဇွမ်းအင်တွေဖြစ်ကြပါတယ် တချို့စွမ်းရင်တွေကပိတ်ဆို့နေတတ်ကြပြီးတချို့စွမ်းရင်တွေကတော့ရှော့ရှော့ရှူရှူစီးစင်းနေတတ်ပါတယ်။ပိတ်ဆို့ကာစီးနေတဲ့စွမ်းရင်တွေကိုပွင့်တဲ့ဘက်ကိုပြောင်းပေးဖို့လိုပါတယ်။ energy ကို shift လုပ်ပေးရပါမယ်။ပြောင်းပေးရမယ်လို့နားလည်မိပါတယ်။ကျွန်မနားလည်မိသလောက်တော့ကျမတို့ကလိုချင်တယ်လိုချင်တယ်လို့ပြောပြီးတကယ်တမ်းကျတော့ရဖို့မထိုက်တန်ဘူးလို့ဖြစ်နေကြတာမျိုးတွေရှိတယ်။တကယ်လာမယ်ဆိုရင်တော့လက်မခံနိုင်သေးတဲ့အခြေအနေမျိုးတွေဖြစ်နေတတ်ကြပါတယ်။အဲ့ဒါဟာတကယ်တော့ negative energy တွေပိတ်ဆို့နေရပဲဖြစ်ပါတယ် block ဖြစ်နေတယ်ဒါကိုတတိမထားမိလို့ပါပဲကိုလိုချင်တာတွေမရဘူးဆိုတာဟာကိုကိုယ်တိုင်တားဆီးပိတ်ပင်ထားမိတာကြောင့်ဖြစ်နေတတ်ပါတယ်ကျမကိုကိုကိုပဲစဉ်းစားမိတယ်အမျိုးသမီးဖြစ်ပေမဲ့ကျမကလုံးဝယတနာစူဆောင်းဝယ်ယူဝစ်ဆင်ရတာမျိုးတွေလုံးဝဝါသနာမပါပါဘူးသူများတွေဝစ်ထားတာတွေ့ရင်တော့အင်မတန်မှသဘောကျတတ်ပါတယ်ဟဲ့ငါလည်းလိုချင်လိုက်တာလို့ဖြစ်မိပါတယ်အပေါ်စား တို့လိုတွဲလောင်းတွေပြူပြူပြဲပြဲကြောက်တွေဗဒီးစီတွေနဲ့စွဲကြိုးတွေလက်ကောက်တွေဆိုရင်တော့အင်မတန်မှနှစ်သက်သဘောကျစွာဝယ်ယူစုဆောင်နေဝစ်စင်တတ်ပါတယ်။လက်ဆောင်ပေးခံရရင်လည်းတဲရီသဘောကျတယ်။အခုချိန်မှာဘာမှမဝိဖြစ်တော့တာတောင်းမှအရင်တော့ကဝယ်ယူစုဆောင်သိမ်းဆီထားခဲ့တဲ့ fancy စွဲကြိုးလက်ကောက်နဂတ်တွေဟာအပုံလိုက်ကြီးဖြစ်နေပါတယ်။အခုကိုကိုကိုစဉ်းစားပြီးတော့ဒီဟာတွေဝယ်ဖို့ဆိုရင်အမြဲတမ်းစိတ်ကအစင်းသင်းဖြစ်နေခဲ့တာပါပဲ။ ငါနဲ့လိုက်တယ်။ငါကြိုက်တယ်။ငါဝယ်အောင်မယ်ဆိုတာမျိုးစိတ်ထဲမှာအမြဲတမ်းရှိတယ်။အဖိုးတန်နဲ့စိန်ရွှေယတနာလိုမျိုးကြတော့စိတ်မှာအမြဲဖြစ်နေတာကအမလေးငါနဲ့ဘလို့မှမလိုက်ပါဘူး။ဆွဲကျုပ်ကတခြားလူကတခြားဝတ်မှလည်းမဟုတ်ဖဲနဲ့ဘာလို့ဝယ်နေမှာလဲ။ငါဝတ်တဲ့လက်ဝတ်ယန္တာတွေဟာငါရဲ့တန်ဖိုးမဟုတ်ဘူး။စသဖြင့်ဒီလိုစိတ်မျိုးအမြဲတမ်းရှိနေတဲ့အခါမှာကျမစီကိုရွှေငွေလက်ဝတ်လက်စားတွေလုံးဝရောက်မလာတော့ပါဘူး။အလကားရမယ်ဆိုရင်တော့ ဝေးရမလားတင်းထားရမလားကျမဘာလို့ရမလဲမသိဘူးအဲ့ဒီအရာတွေနဲ့ပတ်သက်ရင်ကိုကိုတိုင်းဒါစီပြိပင်ထားသလို blog လုပ်ထားသလိုဖြစ်သွားတယ်တကယ်လို့မှမလို့ကျင်တာအဲ့တော့မရဘူးပေါ့ကျမစိတ်ကအဲ့ဒီအရာတွေကိုမစွဲငင်ဘူးလေလောဝက်လက်စားဆိုလို့ယောက်ျားဆင်ပေးတဲ့စေးဆက်လက်စွပ်နဲ့လက်ထက်လက်စွပ်ကလွဲလို့ကျမကိုပေါ်မှာဘာမှမရှိပါဘူးအခုတော့ကောင်းတာလှတာအဖိုးတန်တာရန်နာလေးတွေလည်း ငါ့ကိုပေါ်ရောက်လာကြပါစေလို့ energy ကို shift လုပ်ထားမိပါတယ်။ကျမတို့တွေကတကယ်ကိုလိုချင်ပြီဆိုရင်ရအောင်ယူနိုင်ကြပါတယ်။ကိုယ်စိတ်ထဲကတကယ်နှစ်နှစ်ကာကမလိုချင်ဘူးဆိုရင်အဲ့ဒီအရာဟာကိုယ့်စီကိုဘယ်တော့မှရောက်မလာဘူးလို့သဘောပေါက်လာမိတယ်။မလိုချင်မရဘူး။လိုချင်ရင်ရတယ်။ရဖို့အတွက်ကို နီးလန်းတွေလိုက်ရှာတယ်။ကြိုးစားတယ်။အားထုတ်တယ်။ဒါကြောင့်စိတ်ဆိုတာစွမ်းအင်တွေရှိပါတယ်။ဒါကိုယုံကြည်ပါတယ်။ ိတ်ကအယမ်းဖြစ်ချင်လာပြီဆိုရင်ကိုကအဲ့ဒီလိုဖြစ်ဖို့နီးလန်းတွေ ရှာဖွေကြံဆောင်လာကြပါတယ်။လိုက်ရှာတတ်လာပါတယ်။ဖြစ်အောင်လှုပ်လာတတ်ပါတယ်။ဒါကြောင့်စိတ်ရဲ့စွမ်းအင်တွေကိုယုံကြည်ပါ။ကောင်းတဲ့အရာတွေလက်ခံရယူဖို့အတွက်မတိမချဖြစ်နေတာမဝင်မရဲဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုလိုလားစွာနှစ်သက်မြန်လို့စွာတောင်းတာပါ။အခုချိန်မှာ ကျမတို့မှာ စိတ်ဓာတ်ကြတာကောစိတ်အားငယ်တာရောအများကြီးဖြစ်နေတတ်ကြပါဗျ။ ငါတို့တွေဒီလိုပဲဆင်းရဲသွားကြတော့မှာပဲ။ဘာကိုမျှော်လင့်ရမှန်းတောင်မသိတော့ပါဘူး။တသက်လုံးဒီလိုပဲနေတော့ကြရတော့မယ်ထင်ပါရဲ့။လှုပ်ရှားစရာမရှိတော့ဘူးဆိုတဲ့အတွေးတွေဝင်လာတတ်ကြပါရဲ့။အဲဒီလို negative thoughts တွေ negative energy တွေအစားငါတို့ဟာပျော်ရွှင်မှုတွေနဲ့ထိုက်တန်နေ။တရားမျှတမှုတွေနဲ့ထိုက်တန်နေ။ကောင်းမွန်တဲ့နိုင်ငံတော်ကြီးနဲ့ထိုက်တန်နေ။ငါတို့တော့ဘလို့အလုပ်တွေလုပ်ကြရအောင်မှာစီကားတက်ဝင်ပျော်ရွှင်ရအောင်မှာကုသိုလ်ကောင်းမှုတွေပိုလုပ်ဖြစ်ကြမှာပိုပြီး ချစ်ခင်စည်းလုံးလာကြမှာစသဖြင့်ကောင်းသော အရာတွေကိုလက်ခံနိုင်ဖို့အတွက်ကိုယ့်ရဲ့ positive energy တွေကိုပြင်ဆင်ပေးကြည့်ပါကျမကတော့ဒီလိုပဲတွေးပါတယ်စိတ်မှာပျော်လာပြီဆိုရင် အကြည်ဓာတ်တွေစပြီးရလာပြီရင်ထဲမှာအေးလာပြီဒါဆိုရင်သိကြပြီ positive energy ကို ပြောင်းနေပါပြီကျွဲဝါခြင်းစိတ်အစဉ်ကိုကြောင်းလဲရယူခြင်း luck mentality တူရီရှားရဲ့စိတ်နဲ့ abundance mentality ပြည့်စုံကျွဲဝါတဲ့စိတ်အကြောင်းကိုရေးခဲ့ပါသေးတယ် လုံလောက်အောင်ရှိပါတယ်မရှိပါဘူးဆိုတာဟာကျမတို့လက်ထက်မှာတကယ်ဘလောက်ရှိတယ်မရှိဘူးဆိုတာနဲ့သက်ဆိုင်ခြင်းမရှိပါဘူးရှိတယ်မရှိဘူးဆိုတာဟာအတွေ့အမြင် mindset တစ်ခုပါပဲရှုထောင့် perspective တစ်ခုပါပဲရုပ်ဝတ္ထုပစ္စည်းတွေအများကြီးရှိနေတဲ့လူတယောက်ဟာအရာရာကိုဝယ်ယူစုစားလို့မပြီးနိုင်တော့ဘူးဆိုတာဟာလုံလောက်ပြီဆိုတဲ့စိတ်အမြင်မျိုးမရှိလို့ပဲဖြစ်ပါတယ်ဒါဟာ lack mentality လိုသေးတယ်မရှိသေးဘူးမရသေးဘူးဆိုတဲ့စိတ်ကြောင့်ဖြစ်ပါတယ်တခါတလေမှာ ကျမတို့ကလက်မန်ဒယ်လဂျီနဲ့ဘဝကိုနေထိုင်နေမိတတ်ကြပါတယ်။ If you focus on what you don't have, you will never ever have enough. Oprah မရှိရတဲ့အပေါ်အာယုံစိုက်နေတဲ့၍ဘယ်တော့မှ လုံလောက်ပြီလို့ခံစားရမှာမဟုတ်ဘူး။အများကြီးရှိနေတာတော့မှစိတ်ထဲမှာ empty feeling ကလိုင်းပေါက်ဖြစ်နေတဲ့သူတွေရှိပါတယ်။တချို့ကြတော့လေရလာတဲ့အသေးဖွဲလေးကအစကျေးဇူးတင်ဝမ်းမြောက်တတ်တဲ့အခါသူ့မှာ လုံလောက်နေပြီပြေစုံကြွယ်ဝနေပြီလို့ခံစားနေရတတ်ပါတယ်ဘဝထဲမှာ လက်ခံရရှိပြီးသားအရာတွေအပေါ်ဘလို့အမြင်မျိုးရှိပါသလဲလုံလောက်တယ်လို့ခံစားရပါသလားထပ်ဝဲရအောင်မဲထပ်လိုချင်သေးတယ်ထပ်ဖြည့်စီရအောင်မဲလို့ဖြစ်နေပါသလားထပ်ဝဲဖြည့်လိုက်တဲ့အခါမှာဘလို့ခံစားရပါသလဲပြေစုံသွားပြီလို့ခံစားရပါသလားခံစားရတယ်ဆိုရင်အဲ့ဒီခံစားမှုဟာခဏတာခံစားရတဲ့ရောင်ရဲတင်းတိမ်မှုမျိုးလားဘဝမှာ တကယ်ကိုနှစ်နှစ်ကာကာပျော်ရွှင်ခြင်းနဲ့ပြည့်စုံချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုရဲ abundance mentality ကိုရကျင်နေဆိုရင် luck mentality ကိုပြောင်းလဲယူရမှာဖြစ်ပါတယ်။ Number 1 focus on the good rather than on the bad မကောင်းတဲ့အရာတွေထက် ကောင်းတဲ့အရာတွေကို ပိုပြီးအာရုံစိုက်တွေးတော့ပါ။အခြေအနေအဖြစ်ပြက်တစ်ခုဟာကျမတို့စီကိုရောက်လာတဲ့အခါမှာ ကောင်းသည် ဆိုးသည်ဆိုတာမပါဘဲနဲ့သူ့ကြည်အတိုင်း natural state နဲ့ရောက်လာတာဖြစ်ပါတယ်။ တကယ်စဉ်းစားကြည့်တော့ကောင်းနေဆိုးတယ်ဆိုတာကကျမတို့ရဲ့ဘာသာပြန်မှု interpretation ပဲဖြစ်ပါတယ်။ဘလို့အခြေအနေမျိုးမှာမဆိုးကောင်းတာတွေကိုပဲအာယုံဆိုင်ပေးလိုက်တဲ့အခါကောင်းတဲ့အရာတွေအတွက် space နေရာအကျယ်ဝန်းပို့ရလာပါတယ်။မကောင်းတာတွေကိုအာယုံဆိုင်လိုက်တဲ့အခါမှာဒေါသတွေဝမ်းနည်းမှုတွေမကျေနပ်တာတွေကို နေရာပေးလိုက်တယ်လို့ဖြစ်တတ်ပါတယ်။ Number 2 start appreciating what you already have ကိုယ်ဘဝမှာရှိတဲ့အရာတွေကိုတန်ဖိုးထား ကျေးဇူးတင်တတ်ဖို့အခုပဲစတင်လိုက်ပါ။ကျမ အခုနောက်ပိုင်းမှာအိယာဝင်ခါနေတိုင်း Gratitude Practice Journal ကိုမပြတ်မခွက်ရေးပါရယ်။ Practice ဆိုတဲ့အတိုင်းကျေးဇူးတင်စရာအချက်ကလေးတွေကိုချရေးပြီးကိုယ်စိတ်ကိုလေ့ကျင့်တာပါပဲ။တနေ့တာမှာဖြစ်ခဲ့တဲ့သိတာထင်ရှားတဲ့ပျော်စရာကျေးဇူးတင်စရာအချက်တွေ၁၀ချက်လောက်ကိုနံပါတ်စင်ထိုးပြီးညတိုင်းချရေးကြည့်တယ်။တချို့နေ့တွေမှာဆိုရင်၁၀ခုတောင်ကြော်သေးတယ်။အဲဒီခါမှာကိုရနေတဲ့ဘဝဟာ plus အပေါင်းလက္ခဏာတစ်ခုဖြစ်ပါတယ်။ bonus အပိုစုတစ်ခုဖြစ်ပါတယ်။ beautiful gift လှပတဲ့လက်ဆောင်လေးတစ်ခုဖြစ်တယ်လို့သတိထားလာမိပါတယ်။တချို့အရာလေးတွေဟာသေးသေးလေးနဲ့ထုတ်ပိုးပြီးရောက်လာခဲ့ပေမဲ့တန်ဖိုးထားစရာဖြစ်တယ်ဆိုတာကို တွေးမိပါတယ်။အဲဒီခါမှာပြည်စုံကြွယ်ဝခြင်းကို တကယ်ပဲခံစားရပါတယ်။တချို့နေ့တွေကျအထုတလဲကျေးဇူးတင်စရာပျော်စရာအဖြစ်တွေမရှိပါဘူး။အဲဒီခါမှာအသက်ရှင်နေထိုင်ဖို့အတွက် လုံလောက်တဲ့လိုအပ်ချက် survival needs တွေ ရှိနေသေးတာကိုတွေ့ရတဲ့အခါမှာအသက်ရှူနေသေးတာအသက်ရှင်နေတာကျန်းမာရေးကောင်းနေတာကစလို့ကြွယ်ဝများပြားတဲ့အရာတွေကိုတတိထားမိတာစိတ်ချမ်းသာစရာပါပဲ။ဒါကြောင့်ကိုဘွားရဲ့အရာရာတိုင်းကိုကျေးဇူးတင်တတ်အောင် ကြိုးစားပါ။ဒီအရာတွေကို love ချစ်ချင်းမြတ်တာပေးပါ။ attention အာရုံစူးစိုက်မှုပေးပါ။ appreciation တန်မိုးထားမှုပေးပါ။ number 3 give more of what you want ကိုလိုချင်တာတွေအတွက် ကိုကပိုပြီးပေးလိုက်ပါ။ ဘဝမှာချစ်ချင်းမြတ်တာတွေခံစားရရှိခြင်းနဲ့ဆိုရင်ကိုကိုကိုရောသူများအတွက်ကိုပါချစ်ချင်းမြတ်တာတွေပေးပါအကျဉ်းနာတရားတွေနဲ့ဝန်းရံထားတာကိုခံကျင်နေဆိုရင် ကိုကိုတိုင်းကကျင်နာတတ်တဲ့သူဖြစ်ပါစေကိုကိုတိုင်းပျော်ရွှင်ခြင်းနဲ့ဆိုရင်သူများကိုလည်းပျော်ရွှင်ခြင်းတွေစောင့်ခြင်းပေးလိုက်ပါ Your state of mind create your reality အတွေးတွေအေးချမ်းသွားတဲ့အခါဘဝတွေလည်းအေးချမ်းသွားပါလိမ့်မယ်အေးချမ်းတဲ့အခြေအနေတွေကိုဖန်တီးယူလာနိုင်ပါလိမ့်မယ် Number 4. Accept deeply that you are a whole and abundant. ကိုမှာပြည့်စုံကျွဲဝစွာရှိတယ်လို့လေးလေးနက်နက်ယုံကြည်လက်ခံပါ။ Abundance ပြည့်စုံကျွဲဝခြင်းဆိုတာကိုဘေးနားမှာအမြဲရှိနေတဲ့အရာပါ။ကိုမမြင်မိတာသတိမထားမိရလဲဖြစ်ခြင်းဖြစ်ပါလိမ့်မယ်။ပြည့်စုံကျွဲဝတဲ့ဘဝကို လူတိုင်းရရှိနိုင်ကြပါစေ။